အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့တောက်ကြနေ့တရက်စာအတွက်ဖြစ်ပါတယ်ကျွန်တော်စာလေးနဲ့ရေးပြပေးထားပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အစာအဆုံးတရားလေးကြည့်ပေးပါခင်ဗျာတခါတော့ကတိုင်းမြေကြီးတပြည်မှာလူငယ်လေးတယောက်ရှိပါတယ် အဲ့ဒီလူငယ်လေးဟာအငင်ရဲ့ထံမှာတင်မောတီဆောက်ပုံနဲ့ရေချောင်းလေးလာမှုအတတ်ပညာတွေကိုဇာတွေ့လက်တွေ့သင်ယူပြီးတော့ပြပဘုသူရတွေကိုလည်းလေ့လာသည့်အတွက်ဆုံးလင်းစွာသိမြင်တဲ့လူငယ်လေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ဖခင်ကြီးခွေလွန်ပြီးတဲ့နောက်မှာတော့တင်မောတကြီးအဖြစ်အသက်မွေးဝမ်းကြောင်းပြုနေတဲ့အချိန်မှာပဲသူ့ရဲ့မျက်စိအတွင်းသို့အစိတ်ရည်တွေဝင်ပြီးတော့မျက်စိကွယ်သွားခဲ့ပါတယ်။ အဲ့ဒါနဲ့ပဲအဲဒီကောင်လေးဟာမျက်စိကွယ်သွားတဲ့အတွက်တင်မောတကြီးမလုံတော့ဘဲနဲ့ဘရင်ကြီးတစ်ပါးထံမှာအမှုဒဏ်ဆောင်ရွက်ခဲ့ပါတယ်။ဘ ഹു တုဒ္ဒနဲ့ပြည်စုံပြီးတော့ဘရင်ကြီးတန်ဆက်တလာတဲ့မင်္ဂလာစင်မင်္ဂလာမြင်းမင်္ဂလာယထာတို့နဲ့ပတ်သက်ပြီးတော့အကျိုးအပြစ်တင်မတဲ့ကိုလက်နှစ်ကိုင်းတွေဆန်းသက်ပြီးတော့အတက်ပြောနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမင်းကြီးဟာမင်းကြီးတရားနဲ့မညီတဲ့အတွက်ကြောင့်အဲ့ဒီမင်းမှုဒဏ်ဘွားကနေပြီးတော့နှုတ်ထွက်ပြီးတော့သူ့ရဲ့ရွာကိုပြန်လာခဲ့ပါတယ်။ ရွာမှာတင်မောလုပ်ငန်းနဲ့အသက်မွေးကြတဲ့တင်မောသားအများစုကတော့စူဝေးတိုင်ပင်ပြီးတော့အဲဒီကောင်လေးကိုတင်မောတကြီးအရာကိုတင်မြောက်ကြပါတယ်။မျက်စိမမြင်တော့လေသူတို့ထဲအတွေ့အကြုံဘုသူဒ္ဓရီရှိပြီးတော့ကိုကဲပေးပါလို့အတန်တန်တောင်းပန်ကြတဲ့အတွက်အများဆန္ဒအရတင်မောတကြီးအဖြစ်ကိုလက်ခံလိုက်ရပါတယ်။ရဲ့ရွယ်စဉ်ကလေးကစီပူလေးလာခဲ့တာကြောင့်သမုဒ္ဒရာကြီးရဲ့အခြေအနေအယောင်အစင်ရေတရဝါတို့၏အတွင်တဲ့ပြုမှုပုံတို့ကိုပြောပြလျင် သမုဒ္ဒရာရဲ့နာမည် ဲ့ဒီသမုဒ္ဒရာထဲမှာရှိနိုင်တဲ့ယတနာပစ္စည်းများနဲ့သမုဒ္ဒရာတွင်ထွေးကြုံနိုင်တဲ့အရာတို့ကိုပြောပြနိုင်ပါတယ်။ဒီနေ့မှာတော့ခရီးထွေရင်နဲ့အလွန်ကြောက်စရာကောင်းတဲ့ရေဝဲသလုတ်ကြီးရှိတဲ့သမုဒ္ဒရာကိုချက်သွားတဲ့အခါမှာတော့သင်္ဘောမျိုးမိအခြေအနေနဲ့ကြုံတွေ့ကြရပါတယ်။တင်မော်သားများကတော့အလွန်ကြောက်ရွံ့ကြပြီးတော့စောက်တီယာမရငိုကြွေးမိတန်ကြပါတယ်။ပညာရှိခေါဆောင်ကတော့တပည့်တို့ကိုအဘိစကားပြောကြပြီးတော့တပည့်ပေါင်းတို့ဤအာကိုရငါဟာတိစ္ဆာလက်နဲ့နဲ့ပဲကာကွယ်ရန်ရှိတော်တယ်ဟုဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့မိမိကိုကိုနန်းသာရေမြနဲ့ဆင်းကျဲအောင်ရေချိုးပြီးတော့အဝေးအစ်တင်မြဝဲစင်ကတင်မောဦးတို့သွားပြီးတော့ရေပလာအပြည့်ကင်ကတစ္ဆာဒိတ်တန်ပြုခဲ့ပါတယ်။ဗာဒီလူမန်းတိတဲ့ဆာအရွယ်ကစပြီးတော့မိတိတရဝါကိုမှတေလိုတဲ့စိတ်နဲ့တပ်ဖြတ်ခဲ့ခြင်းမရှိပါ။အိမှန်ကန်သောတစ္ဆာစကားကြောင့်အတို့ရဲ့တင်မောဒီအန်ဒီယမကင်းဝီပြီးတော့ဘင်ကို ချမ်းချမ်းမာမာချမ်းချမ်းတာတာနဲ့ကြံရောက်ပါစီသား။ အဲ့ဒီလိုအတိတ်တန်ပြုတ်ပြီးတော့သူတောင်းလိုက်တဲ့အခါမှာတော့မန်ကန်နဲ့တစ္ဆာဆွမ်းအားကြောင့်အန်ဒီယမကင်းလို့ပြီးတော့မိမိတို့နေထိုင်ရာမြို့ကိုပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်။ဒီဇလန်လေးဟာငယ်ရွယ်စဉ်ကဗဟုသုတတွေရှာမိပြီးတော့အတတ်ပညာတွေသင်ကြားခဲ့လို့မျက်စိကွယ်တာတော့မှပဲမိမိရဲ့အကျိုးသူတစ်ပါးရဲ့အကျိုးကိုတည်ဖို့ဆောင်ရွက်နိုင်ခဲ့ပါတယ်။ စင်ကြဲစွာစောင့်ထိန်ထားတဲ့တီလာဟောက်မန်စွာ ပြောဆိုတဲ့တစ္ဆာဒိဋ္ဌံအစွမ်းတွေကြောင့် BNDA တွေမှာလုတ်ကင်းနိုင်တယ်ဆိုတာကိုတာရကပြထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးလည်းဘုသူဒ္ဓပြည့်စုံအောင်ကြိုးစားပြီးတော့စာပေတွေသင်ကြားကြရမယ်။စာရီတော်ပြီးတော့ထူးချွန်ထက်မြက်တဲ့သူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။